Facebook ကနေထဲတော့မင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Consumer ထဲတော့လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ်။ Page Messenger ကနေလည်းလာမင်းများလို့ရတယ်လို့ video တိုင်းမှာ Viber, Telegram, WhatsApp phone number တွေလည်းထည့်ပေးထားပါတယ်။ YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုနေတဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber, Telegram, WhatsApp phone number ရောက်ပါပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်လေးတွေ ိုင်ဝမ်လေးတွေအတွက်ကြည့်လိုက်ရအောင်ဖိုင်ဝမ်လေးတွေကိုကဲသဘောကျနေတဲ့သူကပြတ်သူလဲ high printers. nine of panicas hobby အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒါ reading ကိုကြည့်လိုက်လို့ရှိရင် ဖိုင်ဝမ်းလေးတွေအနေနဲ့ပေါ့နော်အဲ့သူကိုအာမြင်အောင်မိမယ်ဖမ်းမိမှာပါနော် တော့ဒီမှာဖိုင်မလေးတွေကိုသဘောကျနေတဲ့သူကတကယ်သဘောကျနေတဲ့သူကဘယ်သူလဲဆိုတော့လေတကယ်သဘောကျနေအောင်ဟုတ်တယ်သိလားဒါပေမဲ့လို့ခတ် နေတာကပါလဲဆိုလို့ရှိရင်တစ်ဖက်လူရဲ့ဆက်ဆံရေးကပေါ့နော်ဖောက်ပြန်တဲ့သဘောမျိုးရှိတတ်တဲ့ဆက်ဆံရေးမျိုးဖြစ်နေတတ်တယ်နော်ဖောက်ပြန်တဲ့သဘောမျိုးရှိနေတတ်တဲ့ဆက်ဆံရေးမျိုးဆိုတော့ဥမာလူဒါပြောချင်တာကလက်ရှိမှာလဲသူဒီပေါ့နော်တခြားတစ်ယောက်နဲ့ဒီလင်းလုံးနေသည်ဖြစ်စေ relationship ရှိသည်ဖြစ်စေရှိနေတယ်เนาะရှိနေတယ်ဒါပေမဲ့ပြောရမယ်ဆိုလို့ရှိရင်လေဒါတစ်ဖက်လူကပေါ့เนาะချိုးဆိုလို့ရှိရင်ငွေကြေးဥစ္စာပေါ့เนาะသူမမောတဲ့သူမျိုးဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်เนาะဒီလိုမျိုးအချက်လက်တွေစုံလာပြီဆိုလို့ရှိရင်တော့ဖိုင်ဝါလေးတွေအနေနဲ့မှန်းဆကြည့်လိုက်လို့ရှိရင်အဲ့လူဘယ်လိုလဲဆိုတာသတိထားမိသလားဖြစ်သွားလိမ့်မယ်เนาะအဲ့တော့တစ်ဖက်လူကငွေကြေးဥစ္စာနဲ့ပတ်သက်ပြီးတော့ မမတ်မမောရှိတတ်တယ်။သူ့ကိုကြည့်ကြည့်လိုက်။သူဒီအမမောစွာနဲ့ပေါ့နော်။အော်ရှာဖွေတယ်။ရှာဖွေတဲ့သူမျိုးဖြစ်နေမယ်။ဘာလဲဆိုသူကငွေရှိမှတင့်တယ်တယ်လို့ပေါ့နော်။ဒီလိုမျိုးသူ့မှာလက်ဆွဲဆောင်ဖို့ပုံစံမျိုးဖြစ်နေတတ်တယ်နော်။သူ့ရဲ့အဆွဲอ่ะအဲ့လိုပုံစံမျိုးဖြစ်နေတတ်တဲ့အတွက်ကြောင့်မလို့သူဒီ ူ့ကိုယ်သူငွေရှိအောင်လဲစူးစမ်းတတ်တယ်ရှိဖို့လဲစူးစမ်းနေတဲ့သူတယောက်ဖြစ်နေတတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရင်အဲ့တော့ဒါဆိုရင်တစ်ဖက်လူကငွေမတ်တာလားဆိုလို့ရှင်တော့ဟုတ်တယ်ပေါ့နော်ငွေမတ်တဲ့သူမျိုးပေါ့နော်ငွေမတ်တဲ့သူမျိုးဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘောနော်သူကိုယ်သူအရန်ချစ်တတ်တဲ့သူမျိုးဆိုလဲဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဥမာသူတီး အဲသူ့အတော့ပေါ့နော်အကောင်စားပစ္စည်းတွေ branded ပစ္စည်းတွေကိုသူ့အတော့ဝယ်ပြီးတော့တခြားလူကိုကြတော့သူကသူ့ရဲ့ delete စရိုက်ပေါ့နော်ရှိတတာ တခြားသူကိုတော့သူကအဲ့လောက်အကုန်ကြမခံတာမျိုးသိလားအဲသူ့ကိုသူလောက်ပေါ့နော်သူ့ကိုသူသုံးနဲ့ဖြုံနဲ့ပတ်စံလောက်တခြားလူနဲ့ပတ်သက်ရင်အကုန်ကြမခံတာမျိုး ဟိုသူအကောင်းစားဝတ်လို့ရှိရင်တခြားသူကိုကြတော့အဲ့ဒါထက်ဈေးနည်းနည်းနည်းတယ်ပေါ့နော်အပေါ်စားပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုး စင်တတ်တာမျိုးပေါ့နော်ရှိတတ်တယ်အဲ့လိုပုံစံမျိုးစင်တတ်တယ်စင်ရင်တတ်တဲ့ပုံစံမျိုးရှိတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်နော်အဲ့တော့သူဒီငွေမတ်တယ်ငွေရှိမှတင့်တယ်တယ်လို့လူရဝင်တယ်လို့အယူဆရှိတဲ့အတွက်တချို့ဆိုလို့ရှိရင်ဒါငွေကိုတက်ကြီးမက်ကြီးလိုက်ရှာနေတတ်တဲ့သူမျိုးဖြစ်တတ်တယ် ပြီးတော့သူသည်တန်တရားများတတ်တဲ့သူမျိုးဖြစ်တယ်နော်တန်တရားများတတ်တဲ့တုံတောင်တဲ့လူတယောက်ကိုမယုံကြည်တတ်ဘူးအကယ်၍ပေါ့နော်ဖိုင်ဝမ်လေးတွေနဲ့သူနဲ့ဆက်ဆံရေးမှာဖိုင်ဝမ်လေးတွေကရိုးရိုးသားသားဆိုလို့ရှိရင်တောင်မှ तू ကနေပြီးတော့ဖိုင်ဝမ်လေးတွေရဲ့ယူသားမှုကိုသိပြီးတော့အတိမတ်မပြုတ်တတ်တဲ့သူမျိုးဖြစ်လိမ့်မယ်နော်ဒါဖိုင်ဝမ်လေးတွေကအပေါင်းအသင်းမှာပဲဖြစ်ဖြစ် အကယ်၍ဖိုင်ဝမ်းလေးတွေတွဲနေတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်လက်ရှိမှာ situation ရှိမှာပဲဖြစ်ဖြစ်ဒီလင်းလုံးနေတဲ့ဆက်ဆိုင်မျိုးပဲဖြစ်ဖြစ်ရှိနေတဲ့သူမျိုးပဲဖြစ်ဖြစ်တစ်ဖက်လူသည်သူတစ်ပါးပေါ့မယုံသင်္ကစိတ်များတယ်တန်တရားများတတ်တဲ့သူမျိုးဖြစ်တယ်နော်ဆိုရတဲ့ကြောင့်သူသည်သူဘလို့အကျင့်ရှိတတ်လဲဆိုရင်ဒါ main ကလေးဖြစ်စီယောက်ျားလေးဖြစ်စီ နောက်ထပ်မြင်တာထင်တာတဲ့အချက်တစ်ချက်က ချက်ချင်းပေါ့နော်လူတယောက်ကို relationship ဆိုတဲ့တိုက်တယ်ကိုချက်ချင်းမသွင်းမသွင်းတဲ့သူမျိုးဖြစ်လိမ့်မယ်နော်ဒီမှာမြင်ရတော့ဆိုလို့ရှိရင်တော့ဖိုင်ဝမ်လေးတွေကိုတကယ်ပေါ့နော်သဘောကျနေရဲ့သူကဖိုင်ဝမ်လေးတွေနဲ့တော်တော်လေးကိုရင်းနှီးတဲ့ဆက်ဆံရေးလို့ပြထားတဲ့အတွက်ကြောင့်မလို့နော်တော်တော်လေးကိုရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုမှရှိတယ်နော်သူဒီတန်လျာများတယ်နော်ဖိုင်ဝမ်နေအပေါ်မှာလဲဖိုင်ဝမ်နေဒီသူ့ပေါ်မှာ ရိုးတတဆက်ဆက်ရင်တော့အော်မရိုးတဘူးလို့အထင်တတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတတ်တယ်သူမျိုးလို့တော့တွေးထားတယ်သူကတကယ်တော့သဘောတကယ်သဘောကြတယ်နော်ဒါပေမဲ့သူ့ကိုယ်သူဘယ်လိုပြောမလဲဆိုတော့ set improvement နေပေါ့နော်အဲ့လိုအရန် proud ဖြစ်နေတာပေါ့နော်ကိုကိုကိုနည်းနည်း man တတ်တဲ့အမျိုးအစား man တတ်တတ်တယ်ပေါ့နော်အမျိုးအစားထဲမှာပါနေတတ်တယ်နော် ပါနေတတ်တဲ့အတွက်ကြောင့်မလို့အာခုနပြောသလိုပေါ့နော် အ ਨੇ ဆုံးပေါ့နော်သူကဒီလိုမျိုး relationship type နဲ့ပတ်သက်ရင်နှစ်ယောက်လောက်ထားခြင်းနဲ့စိတ်မျိုးရှိရတဲ့သူမျိုးဖြစ်တယ်တယောက်တည်းပေါ့နော်တယောက်တည်းကိုတီးတီးတန်းတန်းနဲ့ဆွဆွလန်းလန်းအဲ့လိုမျိုးထားခြင်းနဲ့စိတ်မျိုးရှိရတဲ့သူမျိုးမဟုတ်ဘူးဘာလို့လဲဆိုတော့သူကိုယ်သူသူကပေါ့နော်အဲ့လိုစမ်းပွန်းနေလူချစ်လူကင်များတယ်အဲ့လိုအထင်ခံခြင်းနဲ့သူမျိုးဖြစ်တတ်တယ်ဒါပေမဲ့ကြံစိုးစွာနေပဲပေါ့နော်လက်ရှိမှာဖန်ဝဲလေးတွေတဖက်သူရဲ့ energy ကဒီမှာ ဘာတွေ့ရလဲဆိုလို့ရှိရင်တော်တော်လေးပေါ့နော်အခြေအနေမကောင်းဘူးအခြေအနေမကောင်းဆိုတာဘာလဲဆိုတော့အသေးကွဲနေတယ်နော်အသေးကွဲနေတဲ့ပုံစံမျိုးတွေမြင်နေရတယ်နော်အသေးကွဲနေတယ်စိတ်စိတ်ထိခိုက်မှုသူ့မှာတခုခုရှိနေတယ်လက်ရှိမှာအဲ့တော့ကိုနဲ့အရန်ရင်းနှီးတဲ့ကိုရဲ့အာဘေးပတ်ဝန်းကျင်မှာနော်အရန်ရင်းနှီးတဲ့လူထဲမှာဒီဘသူတွေပေါ့နော်ဟိုစိတ်တန်ရာထရောမာဖြစ်နေလဲနော် လက်ရှိမှာလည်းเนาะစိတ်ခံစားချက်တော်တော်ပြင်းပြင်းထန်ထန်နဲ့ဘသူတွေတအားခံစားနေရလဲဆိုတာကိုလိုက်ရှာကြည့်လိုက်เนาะကြည့်ကြည့်လိုက်ပတ်ပတ်လေဦးအဲ့တချို့ရေဆိုလို့ရှိရင်ဒီဖိုင်ဝမ်သမားတွေကတစ်ဖက်လူကငွေရှိဂုံရှိသမားတွေဖြစ်တတ်တယ်เนาะအဲ့လိုစိတ်တွေမှာပညာလဲတတ်တတ်တယ်နမိတ်မျိုးပြထားတယ်เนาะပညာလဲတတ်တတ်တယ်ငွေလဲရှာတတ်တယ်ဆိုတဲ့နမိတ်မျိုးပြထားတယ်အဲ့လိုလူက ကိုကိုတကယ်သဘောကျနေရဲ့သူဖြစ်တတ်တယ်။သူနဲ့ကိုနဲ့ကတိုက်တော်တော်မတူတတ်ဘူးသီလား။နော်။သူနဲ့ကိုနဲ့ကမတူညီတဲ့ပုံစံတွေအများများတတ်တယ်။နော်။ကိုကဥမာ B ဆိုလို့ရှိရင် तू ਆ D ပေါ့။အာဟိုဘက်လဲတယောက်ကဟိုဘက်လဲရင်တယောက်ကဒီဘက်လဲတာကြိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အဖြူဝမဲကွဲနေတတ်တယ်။နော်။သူနဲ့ကိုနဲ့ကအကြိုက်တွေမတူဘူး။ခံချက်တွေမတူဘူး။နော်။ဥမာ तू ကအချင်းဒီ relationship နဲ့ပတ်သက်ပြီးတော့ အရန်ကြီး serious မထားခြင်းဘူးပေါ်ပေါ်ပါပါနဲ့ပေါ့နော်သွားချင်တဲ့သူမျိုးဖြစ်တယ်ဆိုရင်ကိုကကြတော့တီတီငိမ့်ငိမ့်နဲ့လေးလေးနက်နက်ထားရတဲ့ relationship မျိုးကိုကိုကပို့ပြီးတော့အဲ့လိုစိတ်မျိုးရှိရတဲ့သူမျိုးပေါ့နော်အဲ့လိုတိုင်မျိုးဖြစ်တတ်တယ်။အဲ့တော့နှစ်ယောက်ကတစ်ယောက်ကအဖြူဆိုရင်တစ်ယောက်ကအမဲ။နော် quality မတူဘူး၊ type မတူတဲ့သူနှစ်ယောက်ဖြစ်နေတတ်တယ်။နော်အဲ့တော့ကိုနဲ့အရန်ရင်းနှီးတဲ့သူတွေမှာရှိနေတယ်။ နော်ရီဒါကုနာပြောသလိုပဲဒါအစင်မပြေတဲ့သူကတော့နောပါတဲ့သူဆိုတော့ဖိုင်ဝမ်းထဲမှာယာကိုင်းနှုံတော်တော်လေးကိုအနှဲငယ်တာဖြစ်မယ်ယာကိုင်းနှုံအများဆုံးကတော့ပညာရှိငွေရှိအုပ်စုတွေက ဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်เนาะအဲ့လိုလူတယောက်ကတော့ကိုကိုတော်တော်လေးသဘောကျနေရင် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်တူးလေးတွေဖိုင်တူးလေးတွေကို တကယ်သဘောကျနေတဲ့သူကဘယ်သူလဲ င်ထူးလေးတွေကိုတကယ်သဘောကျနေတဲ့သူကဘယ်သူလဲအဲ့တော့ဖန်တူးလေးတွေကိုတကယ်သဘောကျနေတဲ့သူကလက်ရှိမှာဖန်တူးလေးတွေနဲ့မတည့်တဲ့သူသိလားမတည့်တဲ့သူဘာလို့လဲဆိုတော့သဘောတရားကမတည့်ရခြင်းအကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ပေါ့နော် သူနဲ့ကိုယ်နဲ့ကပေါ့နော်ဟိုဘယ်သူမှ ပြောရဘဲနဲ့အတွင်းစိတ်ထဲမှာပြိုင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေရှိတတ်တယ်ဒီလား तू ကလည်းပေါ့နော် तू ကကိုယ်နဲ့ပတ်သက်ပြီးတော့ तू အနိုင်ဖြစ်ခြင်းနဲ့เนาะ तू ကကိုယ်နိုင်ခြင်းနဲ့ပေါ့နော်နိုင်ခြင်းနဲ့ဟိုအချက်ချက်ဟိုဘယ်လိုပြောမလဲဆိုတော့အချက်အချက်တွေတိုင်းမှာပေါ့နော်အဲ तू ကလည်းကိုယ့်အပေါ်မှာနိုင်တဲ့သူဖြစ်ခြင်းနဲ့เนาะပြီးတော့ကိုယ်ကလည်းပေါ့နော် तू နဲ့ပတ်သက်လို့ရှိရင်နိုင်တဲ့သူဖြစ်ခြင်းနဲ့အဲ့လိုဖြစ်နေတာเนาะနှစ်ယောက်က အဲ့လိုပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒီနှစ်ယောက်ဒီလက်ရှိမှာပฏิပက္ခမုံတိုင်းချာမှာရှိနေတယ်ဆိုတာမျိုးတွေ့ရတယ်နော်လောလောဆယ်မှာချုံးမွေ့နေတဲ့ဆက်ဆံရေးတခုမဟုတ်ဘူးတယောက်နဲ့တယောက်ကအာမတွေ့ရင်တော့အကောင်းပေါ့နော်တွေ့လို့ရှိရင်တွေ့လိုက်တာ ਨੇ တတ်မယ်ဖြတ်မယ်ပုံစံမျိုးပေါ့နော်အဲ့လိုစိတ်မျိုးရှိနေရမျိုးဖြစ်တတ်တယ်တယောက်ကလည်းတယောက်ကိုမလျှော့ပေးဘူးပေါ့နော်တယောက်ကလည်းတယောက်ကိုမလျှော့ပေးဘူးနော်အနိုင်နေပြောကြတယ် အနိုင်နေယူကြတယ်နော်တယောက်ကပြောတဲ့စကားကိုလည်းတယောက်ကနားမထောင်ဘူးနားပိတ်ထားတယ်မမြင်ကြအောင်စောင့်နေတယ်နော်ကိုဘက်ကလည်းအဲ့လိုပဲပေါ့နော် ဖိုင်သူတွေဘက်ကလည်းအဲ့လိုပဲတစ်ဖက်လူရဲ့ပြုတ်မှုဆက်ဆံပုံအဲမှာအကောင့်နေပါတယ်ဆိုရင်တော့မကြားချင်ဘူးနော်မမြင်ချင်ဘူးနော်ကိုကသူ့ကိုလက်ရှိမှာပေါ့နော်အဲ့လိုမျိုးအဆင်မပြေတဲ့ဆက်ဆံရေးတစ်ခုမှရှိနေတဲ့အခါကျတော့စိတ်ထဲမှာအဆင်မပြေတဲ့ဆက်ဆံရေးတစ်ခုမှရှိတဲ့အခါကျတော့ ကိုအနေနဲ့သူထပ်သာတဲ့အခြေအနေမျိုးကိုပဲကိုကလိုချင်နေတာပေါ့နော်အဲ့လိုပုံစံမျိုးရှိနေတတ်တယ်အဲ့တော့ကိုလိုချင်တဲ့ပုံစံမျိုးမရဘူးမရတဲ့အခောက်တွေလည်းရှိမယ်ပေါ့နော်ဆိုတဲ့အခါကြလို့ရှိရင်တယောက်နဲ့တယောက်ကတိတ်မတည့်ဘူးပေါ့ဘာလို့လဲဆိုတော့ဒါကတချို့ရင်ဆိုလို့ရှိရင်ငယ်စဉ်တည်းကအเจ้าနေဘက်တငယ်ချင်းနေပါလေဖြစ်တတ်တယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကြတော့အဲငယ်ငယ်တည်းကပေါ့နော်အဲ့လိုမျိုးပြိုင်လာတာပေါ့တိလားဇကိုက်ထရလို့ပေါ့နော်သူနိုင်လိုက် ကိုနိုင်လိုက်သူရှုံးလိုက်ကိုရှုံးလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးကိုလိုချင်တဲ့ပုံစံမျိုးအထိကိုဘက်ကနေမရောက်လို့ရှင်ကိုကလည်းစိတ်ထဲမှာမပျော်ပိုက်ဘူးနော်အဲ့လိုခံစားနေရတယ်သိလားအဲ့လိုပုံစံမျိုးတစ်ဖက်လူကလည်းပေါ့နော်ကိုအဆင်မပြေဘူးကိုခံစားနေရတာတော့ကိုနစ်နာနေရတာတော့အဲ့လိုပုံစံမျိုးတွေဆိုလို့ရှင်လဲတစ်ဖက်လူကလည်းအဲ့အချက်တွေမှာလိုက်ပြီးတော့ဖြည့်မတွေးဘူးအဲ့တော့သူကလည်း ကိုထပ်ပေါ့နော်တာချင်တယ်ကိုအနိုင်ရချင်တယ်ဆိုတဲ့စိတ်မျိုးရှိနေတယ်အဲ့လိုပုံစံမျိုးရှိနေတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်မှန်းကြည့်လို့ရတယ်တချို့ဆိုလို့ရှိရင်ဒါ ပညာတတ်အတစ်ဖက်လူကပေါ့နော်ပညာတတ်တဲ့သူမျိုးလည်းဖြစ်လာတယ်အဲ့တော့အကယ်၍ကိုယ့်ရဲ့တငငချင်းနေပါဆိုလို့ရှိရင်လည်းနော်သူလည်းသူရောကိုယ်ရောပေါ့နော်နှစ်ယောက်လုံးကငငယ်တွေကပညာကြီးနဲ့ပတ်သက်ပြီးတော့ပြိုင်ဆိုင်တာမျိုးပေါ့နော်သို့မဟုတ်ကျောင်းနေပါမှာဆိုလို့ရှိရင်လည်းအဆင့်ကောင်းခြင်းတယ်နော်အဲ့လိုပုံစံမျိုးနဲ့ပြိုင်ဆိုင်တာမျိုးရှိတတ်တယ်နော်တငငချင်းဆိုရင်လည်းပြောတာနော် ဘလုံးစတီမှာမြင်ရတဲ့နမိတ်ကလည်းရန်ကြီးတယောက်နဲ့တယောက်လေးရန်အသက်ရွယ်ပေါ့နော်။ကွာခြားတဲ့နမိတ်မျိုးကိုတိတ်မတွေ့ရအောင်။အသက်မတိမ်မရင်ပုံစံမျိုးတွေ့ရတယ်။အသက်မတိမ်မရင်ပုံစံမျိုးကိုတွေ့ရတယ်နော်။အများဆုံးကွာလဲတစ်နှစ်တူပါတော့ပေါ့နော်။အလွန်ဆုံးငွေတက်ကြေးအမှန်ရဆိုလို့ရှိရင်တစ်နှစ်ကျော်နှစ်နှစ်ပေါ့နော်။အဲ့လိုမျိုးပဲတွေ့ရတယ်။ အဲ့တော့ဒီမှာမြင်ရသလောက်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ကနော်ဖိုင်ထူးတွေနဲ့တစ်ဖက်လူနယ်ကလေအများအားတယောက်နဲ့တယောက်ကလေဟိုဟာဖြစ်နေတတ်တဲ့လူမျိုးတွေဖြစ်တယ်သီလားချောင်းနေတတ်တဲ့လူမျိုးတွေပေါ့နော်ချောင်းနေဆိုတာဘယ်လိုချောင်းတာလဲဆိုတော့သီလားဟိုတစ်ဖက်လူကဖိုင်ထူးတွေရပေါ့နော် အခုဘယ်အချိန်မှာစိတ်အဆင်ပြေရလား မပြေဘူးလားဖိုင်တူးတွေဥမာ social media မှာ friend ဖြစ်တယ်ဆိုလို့ရှိရင်မဖြစ်ဘူးဆိုလို့ရှိရင်တော့မှပေါ့နော်အကယ်၍ဒါမသိမြတ်တဲ့ဆက်ဆံရေးတစ်ခုကိုပို့ပြီးတော့ညှိနှောတဲ့အတွက်ကြောင့်မတည့်ဘူးဆိုလို့ရှိရင်တယောက်နဲ့တယောက် social media မှာ friend နေပါရင်မဖြစ်ဘူးဆိုရင်တော့မှလေဘယ်လိုပြောမလဲဟိုတယောက်ဟို တယောက်မသိအောင်တယောက်ကဝင်ကြည့်တယ်နော်ပြီးွားတဲ့ခါကျလို့ရှင်တယောက်ရဲ့စိတ်ခံစားချက်ဘလို့ဖြစ်နေလဲပေါ့နော်အကယ်၍ social media မှာ friend ဖြစ်နေတဲ့သူဆိုလို့ရှင်တောင်မှပဲ friend list ထဲမှာရှိရဆိုလို့ရှင်လဲပေါ့နော်ကိုတင်တဲ့ post တွေကဟိုစိတ်ကြည်လင်နေသလားသို့မဟုတ်စိတ်ဆင်းရဲနေတဲ့အသွင်ကိုစောင့်သလားစသဖြင့်ပေါ့နော်အဲ့ဒါမျိုးလေးတွေစူးစမ်းရတယ်နော် အစကျိုးစားရတာ sorry စိတ်ကတခြားရွာသွားတယ်အဲ့မျိုးလေးတွေတယောက်နဲ့တယောက်ချောင်းနေတာပေါ့နော်အဲ့လိုမျိုးလေးတွေကြည်နေတဲ့ပုံစံမျိုးလေးမြင်ရတယ်လက်ရှိမှာဒါမတဲ့မတဲ့တဲ့ဆက်ဆံရင်နော်ရီတာပြောသလိုမတဲ့တဲ့ဆက်ဆံရင်ဒါဆိုမတဲ့တဲ့ဆက်ဆံရင်ကဘယ်လိုဖြစ်လို့ကိုယ်သဘောကျရတဲ့သူဖြစ်မှာလဲဆိုတော့သဘောကျနေလို့ကိုမတဲ့တာသိလားအဲ့လိုပဋိပက္ခဆက်ဆံရေးမှာရှိနေတယ်ဆိုတာဥမာသဘောကျရဆိုတာဘယ်လိုမျိုးလဲဆိုတော့ကိုယ်မှာအရေးချင်းရှိတယ်ကိုယ်ဒီ quality ပြီးဖက်ဖြစ်တယ် quality person ဖြစ်တယ်ဆိုတာမျိုးရှိတယ်နော် ဥမာအခု reader တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ popular ဖြစ်တယ်နော် celebrity တွေစသဖြင့်အာအနုပညာရှင်တွေစသဖြင့်အဲ့လိုဩ popular ဖြစ်တယ်ဂန္ဓပေါင်းစုံမှာရှိရသူတွေ popular ဖြစ်ကြတယ်ဒါပေမဲ့ popular ဖြစ်တဲ့ပုံစံချင်းမတူတဲ့အနေထားမျိုးတွေရှိတယ်နော်သတိထားမိလားမသိဘူးနော် တာမန် celebrity တွေအကြောင်းမပြောမယ်အမှုပညာရှင်တွေမပြော celebrity တွေမအောင်တော့မှကြည့်လိုက်နော်ဟို popular ဖြစ်တဲ့ပုံစံညမတူကြဘူးတချို့ကြတော့ TikTok တွေတအားဆော့တယ်နော် follow ဒီလိုဒီလို follow တွေရိုက်တယ်နော်ရိုက်တယ်ဆိုရက်ခါကြတော့တချို့ကကြတော့အဲ့လိုမဟုတ်ဘူးအသိပညာဘူးတူတာ knowledge ပေါ့နော်အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ ဘုဒ္ဓတာတွေဖြန့်ဝေတယ်တချို့ကကြတော့နီးပညာနဲ့ပတ်သက်ပြီးတော့ဖြန့်ဝေတယ်เนาะအဲ့မှာနေသူကတယောက်နဲ့တယောက်ရဲ့ quality လေးကနည်းနည်းလေးကွာသွားတယ်သိလား quality သိပြတဲ့ပေါ့เนาะဒီတိုင်းလူပြင်းကြိုက်ပုံစံမျိုးသွားတဲ့သူနဲ့ကတိတ်ပြီးတော့မတူဘူးအဲ့လိုလေးကွာတယ်เนาะအဲ့တော့ဒီမှာဘာဖြစ်လို့တစ်ဖက်လူကဖိုင်တူးတွေကိုသဘောကျရလဲဆိုရင် reader ခုနပြောတဲ့အတိုင်း ဖိုင်နူးတွေရောသူရောဒါ၂ယောက်လုံးပါเนาะဒါပေမဲ့လို့တချမ်းကိုပဲအရင်ပြောကြည့်ပေးမယ်အဲ့တော့ဖိုင်နူးတွေက quality feedback ဖြစ်လို့ခုနပြောသလို quality feedback အမျိုးအစားထဲမှာပါတယ်เนาะအရေးချင်းရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ဖိုင်နူးတွေဘယ်လောက်ထိပေါ်တော့လုံနိုင်လဲမလုံနိုင်ဘူးလဲဆိုတာနဲ့ပတ်သက်ပြီးတော့တစ်ဖက်ကအများရန်ချက်ခင်ဝင်နေတာအဲ့ကြောင့်မတည့်ဘူးဆိုတိုင်းပေါ့နော်မုံနေတာတော့မဟုတ်မတဲ့တာတော့မှန်တယ်ဒါပေမဲ့လို့သဘောကျလို့မတဲ့တာသိလားအဲ့လိုပုံစံမျိုး သဘောကျလို့မတည့်တဲ့ပုံစံမျိုးရှိတယ်။သဘောကျလို့မတည့်တာနော်ဒါကြောင့်မို့လို့လေဟိုတယောက်နဲ့တယောက်ပေါ့နော်အဲလက်ရှိမှာအခုဒီနေ့နဲ့မနက်ဖြန်ပေါ့နော်တယောက်ရဲ့အရေးချင်းအတယောက်ဘယ်လောက်ထိရှိသွားပြီလဲဆိုတာကိုအမြဲတမ်းချက်ခင်ချက်ကောက်လုပ်နေတတ်တဲ့အုပ်စုထဲမှာ ပါတယ်လို့ရိယာမြင်တယ်အဲ့ဒီလူကဓမ္မဒီမာရီဒါတခုခံစားရတာအဲ့ဒီလူဒီ main ကလေးဖြစ်ချင်လည်းဖြစ်မယ်ယောက်ျားလေးဖြစ်ရင်လည်းဖြစ်မယ်သိလားအဲ့ဒါမျိုးတော့တွေ့ရတယ်နော် main ကလေးလည်းဖြစ်နိုင်တယ်ယောက်ျားလေးလည်းဖြစ်နိုင်တယ်နော်သဘောကျနေရဲ့သူက relationship အတွက်ရလို့ relationship အတွက်ရလို့မဟုတ်ဘူးနော်ဒီပုံစံအားလေ main ကလေးလည်းဖြစ်နိုင်တယ်ယောက်ျားလေးလည်းဖြစ်နိုင်တယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ findery လေးတွေဖိုင်ဒရီလေးတွေကိုတကယ်သဘောကျနေတဲ့သူကဘယ်သူလဲ binary လေးတွေကိုတကယ်သဘောကျနေတဲ့သူကတချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ x ပေါ့နော်ဒါကပြန်တွဲဖြစ်တည်ဖြစ်စေမတွဲဖြစ်တည်ဖြစ်စေသိလားနော်ကိုယ်တကယ်သဘောကျနေတဲ့သူမျိုးကသူမျိုးဖြစ်တယ်နော်အာသူဒီပေါ့နော်ဟိုဟိုသူ့ရဲ့စိတ်ကူးထဲမှာလေးကိုကိုပေါ့နော်ဒီ marriage light ထိဟိုစဉ်းစားမိတယ်ပေါ့နော်စဉ်းစားခဲ့တဲ့အခြေအနေတစ်ခုရှိတဲ့ပုံစံမျိုးဖြစ်တယ်နော် ဒီမှာဒါတစ်ဖက်လူကပေါ့နော်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တော့နည်းနည်းဆိုးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နာမည်ထွက်တဲ့သူမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်။တချို့ကြတော့ဒီမှာအာ fine 3တွေနဲ့တစ်ဖက်လူနဲ့ကလက်ရှိမှာအာ long distance ဖြစ်နေတာမျိုးအနေဝေးกว่าနေရဲ့ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။နော်တစ်ဖက်လူသည်ခရီးတို့ခီးရှည်သွားနေတတ်တဲ့ပုံစံမျိုးတွေ့ရတယ်။နော်ခီးခဏခဏသွားတတ်တဲ့သူမျိုးဖြစ်လိမ့်မယ်เนาะအဲ့လိုစီးပွားလုပ်တဲ့သူမျိုးဖြစ်နိုင်တယ်เนาะသူက အာပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းပေါ့နော်နည်းနည်းလေးစိုးရဲဆိုပုံစံမျိုးနဲ့မထွက်တဲ့သူမျိုးဖြစ်နိုင်တယ်နော်ဖိုင်သရီတွေနဲ့သူတို့ကြာမှလေးနည်းနည်းအဖိုင်သရီတွေအတွက်တနာဖို့ကောင်းတာကဘာလဲဆိုတော့အာဖိုင်သရီနဲ့တစ်ဖက်လူနဲ့ကြာမှပေါ့နော်အနှောက်ယှက်တွေအများများတယ်ဖိုင်သရီနဲ့တစ်ဖက်လူကိုပေါ့နော်အဆင်မပြေစေချင်တဲ့လူတွေကြားထဲမှာအများကြီးရှိတယ်နော်သူတို့ကအဆင်မပြေအောင်လဲကြားထဲရနေပြီးတော့သွေးထိုးတာတွေလှုံ့ဆော်တာတွေဂုံးတိုက်တာတွေအဲ့လိုမျိုးလှုပ်တတ်တယ်ပေါ့နော် ဖိုင်တရီတွေထပ်စားလို့ရှိရင်တစ်ဖက်လူကိုပေါ့နော်တစ်ဖက်လူကိုမြှောက်ထိုးပင်ကောလုတ်ပြီးတော့ဖိုင်တရီတွေနဲ့ဝေးရောင်လို့ဖန်တီးတတ်တဲ့အတိုင်းဝိုင်းပတ်ဝန်းကျင်တစ်ခုပေါ့နော်ဂျားထဲမှာဖိုင်တရီတွေနဲ့တစ်ဖက်လူရဲ့ဂျားထဲမှာခန်းနေရဆိုတာမျိုးတွေ့ရတယ်နော်အတစ်ဖက်လူကဘယ်လိုလူမျိုးဖြစ်နိုင်လဲဆိုလို့ရှိရင်တကယ်တမ်းတော့ပေါ့နော်တစ်ဖက်လူရဲ့စိတ်ကလေဖိုင်နရီတွေကိုဘယ်လောက်ဘယ်လောက်တောင်သဘောကျလဲဆိုလို့ရှိရင် ဆန်စရာရှိလဲအတူတူဆန်မယ်ခံစရာရှိလဲအတူတူခံမယ်ဆိုရဲစိတ်မျိုးရှိရတဲ့မျိုးဖြစ်ဖြစ်တတ်တယ်။ဆလိုတာကဖျားသွားလဲအတူတူဘားသွားလဲအတူတူစိတ်မျိုးရှိရတဲ့မျိုးပေါ့နော်။နှစ်ယောက်အတူတူဥပမာတချို့ဆိုလို့ရှိရင်ကဲပညာရတစ်ခုကိုလေ့လာမယ်ဆိုလို့ရှိရင်သင်တန်းနေပါရယ်ဆိုလို့ချင်းလဲအတူတူတက်မယ်။သို့မဟုတ်သူနဲ့ကိုယ်နဲ့ပေါ့နော်အသက်မွေးဝမ်းကြောင်းနယ်ပယ်ဖြစ်တဲ့ professional fee မတူဘူးဆိုရင်တောင်မှသူအောင်မြင်လို့ရှိရင်ကိုယ်လည်းအောင်မြင်ပေါ့နော်။ကိုယ်အောင်မြင်လို့ရှိရင်သူလည်းအောင်မြင်ပေါ့။အဲ့တော့အောင်မြင်မှုရဲ့အတီးပွင့်အောင်မြင်မှုကလာတဲ့ အပျော်ရွှင်မှုကိုလည်းအတူတူခံစားခြင်းနဲ့ပေါ့သူဘက်ကနေပြီးတော့သူ့မှာဒီအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်မှုခံစားစရာရှိရယ်စံစားစရာရှိရယ်ဆိုလို့ရှိရင်လည်းကိုယ့်ကိုကိုယ်နဲ့ဝင်မျှပြီးတော့ခံစားခြင်းနဲ့သူမျိုးဖြစ်တယ်ပေါ့နော်ဒါမဲ့လို့သူကနည်းနည်းခုနပြောတဲ့သူနည်းနည်းဆိုးတဲ့အတိုင်းမျိုးရှိတဲ့အတွက်ကြောင့်မလို့အဲ့ပုံစံကတော့သူပြင်ပေးနိုင်မှာမဟုတ်ဘူးနော်သူ့ရဲ့မိဘဆွေမျိုးအတိုင်းဝန်စသဖြင့်အဲ့ဒီအရာတွေကလည်းသူ့အပေါ်မှာသူ့ကိုပေါ့နော်တိတ်ပြီးတော့မနိုင်ဘူးဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်ဖိုင်ဒရီတွေပေါ်မှာလည်းသူကလည်း ဟိုသဘောတော့ကြတယ်ဒါပေမဲ့လို့သူ့ရဲ့ပုံစံကိုမပြောင်းပြနိုင်တဲ့အတွက်သူကနည်းနည်းခွေးမိကောက်ကြည့်တော့ဆုပ်ပုံစံမျိုးပေါ့နော်အဲ့ဒီ pantry တွေကိုအပေါ်မှာအမားတွေလုပ်ပြီးသွားလို့ရှိရင်ပြန်တောင်းပန်လိုက်ပြန်လုပ်လိုက်ဆိုတဲ့ပုံစံမျိုးခဏခဏလုပ်တတ်တယ်နော်အဲ့လိုလုပ်တတ်တဲ့သူမျိုးဖြစ်တယ်အဲ့တော့ pantry တွေကိုရဲ့ပတ်ဝန်းကျင်မှာဒီလိုလူမျိုးရှိတယ်ဆိုရင်လိုက်ရှိမှာကိုကိုသဘောကျနေရဲ့သူကအဲ့သူပေါ့နော်အချို့ဆိုလို့ရှိရင်ဟာ ဒီ finally ရဲ့တစ်ဖက်လူကပညာတတ်တိုင်ဝမ်ကလည်းဖြစ်နိုင်တယ်နော်။ဘာလို့လဲဆိုရင်မဆရာကြီးလို့လည်းတွေ့ထားတယ်။သူကအယောင်ဝရေးရာဘိုင်းနေပါတယ်မှာလဲနော်။ဆရာကြီးဖြစ်တတ်တဲ့သူမျိုးပေါ့နော်။အာနှမ်းဆက်တယ်ကျွမ်းကျင်တယ်နော်။စီးပွားနဲ့ပတ်သက်ပြီးတော့တုံနံသူ့ကိုလူတွေလိန်လို့မရဘူး။သူသူနှမ်းဆက်မှုကျွမ်းကျင်မှုရှိတယ်နော်။သူ့မှာအဲ့လိုပညာလေးတွေရှိတယ်။သူတစ်ပါးကိုလည်းသူလိုချင်တဲ့ပုံစံမျိုးအဲပုံစံသွင်းရမှာနည်းနည်းတော်တဲ့သူမျိုးဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်။ နောက်ပြီးတော့ तू ကနည်းနည်းတတ်သိရှိရပါဘောနော်တတ်သိရှိရပုံစံမျိုးရှိတယ်ဘဝမှာဘလို့အခက်ခဲတွေပဲရှိရှိအဲတိတ်ပြီးတော့ညီးတွားလည်းမရှိဘူးနော်ဘလို့အခြေအနေမျိုးပါပဲဖြစ်ဖြစ်အမိန်ကလေးဆိုလို့ရှင်လဲအများရန်ပြုံးနေတယ်ဘောနော်ဘလို့အခြေအနေမျိုးပါပဲဖြစ်ဖြစ်စိတ်အဲဒိတ်စိတ်တရရပိုင်းနဲ့ပတ်သက်လို့ရှိရင်လည်းစိတ်ခွန်အားပိုင်းနဲ့ပတ်သက်လို့ရှိရင်လည်းပေါ့နော်တခြားလူမလို့အပ်ဘူးကိုကိုကိုပြန်ပြီးတော့ပေါ့နော်မူတီအရန်ပေးနိုင်တဲ့အုပ်စုမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ main ကလေးဆိုလို့ရှိရင်လည်း အမြဲတမ်းပြုံးရွှင်နေတာပေါ့နော်ပြုံးရွှင်နေရဆိုတာကလောကကြီးမှာဒုက္ခမရှိလို့မဟုတ်ဘူးဘလို့အခြေအနေမျိုးမှာမဆိုပါတော့เนาะအများရန်ပြုံးထားနိုင်တဲ့သူမျိုးဖြစ်တယ်เนาะဘာလို့လဲဆိုတော့ तू အတွအတွက်ဘာလုပ်ဖို့ညာလုပ်ဖို့ဆိုရဲ motivation က तू များစီရမလို့သူ့ကို तू ဒုက္ခနာကိုရေက तू ပြန်ပြီးတော့ထွက်အောင်လို့ तू က ဟာမောင်းနေနိုင်တဲ့သူမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်เนาะကိုကိုကိုပြန်ပြီးတော့ဗောနော် self mode ပြေးနိုင်တဲ့ကောင်းကောင်းပြေးနိုင်တဲ့သူမျိုးဖြစ်တယ်ယောက်ျားလေးဆိုလို့ရှင်လည်းအဲ့လိုပဲတတိရှိတယ်မကြောက်တတ်ဘူးကိုလို့ရမယ့်ကိစ္စကိုရှေ့ဆက်ပြီးတော့ဒုံ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 နဲ့ဗောနော်စတိုက်စတိုက်လှုပ်သွားနိုင်တဲ့ရဲဝံတတိရှိရဲ့သူမျိုးဖြစ်တတ်တယ်ဒီကိစ္စတစ်ခုကတခြားလူတွေရဲ့အမြင်မှာဗောနော်အောင်မြင်မလားအစင်မပြေနိုင်ဘူးလားမသိဘူးလို့တွေးနေတဲ့အရာတခုရှိရဲ့ဆိုလို့ရှင်တော့ तू ကနောက်မဆုတ်ဘူး तू ကိုယ် तू ယုံကြည်ချက်အပြည့်နဲ့ အာအောင်ကအောင်မြင်ရမယ်ဆိုရင်စိတ်မျိုးနဲ့ရှေ့ဆက်သွားတတ်တဲ့သူမျိုးဖြစ်တယ်။အဲ့လိုမျိုးတွေ့ထားတယ်။သူရဲ့စိတ်ကလည်းဘယ်လိုမျိုးလဲဆိုလို့ရှင်သူလည်းပဲအာဖိုင်ဝမ်းလိုပဲပေါ့နော်လူတွေရဲ့အမြင့်မှာနေခြင်းနဲ့စိတ်မျိုးရှိတယ်။ဒါကြောင့်မလို့သူဒီအများတန်းစူးစမ်းတယ်။လူတွေလူပေါ်ကပေါ့နော်ဒီဂျင်ပေါ်ကထုံဖြစ်နေအောင်အများတန်းစူးစမ်းနေတဲ့သူမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်။ဘယ်လောက်ပဲသူကမှအနှောက်အယှက်တွေ မလို့တမတွေအတိုက်ခိုက်တွေရှိရှိပေါ့နော်သူဟာအဲသူရှိသူရှိနေတဲ့နေရာကိုမိုးပေါ်မှာပဲသူကရှိစေချင်တာအဲ့ဒီမိုးပေါ်ကနေလဲသူမစင်းပေးနိုင်ဘူးเนาะအများတမ်းမိုးပေါ်မှာပဲနေအကုန်လုံးကမော့ကြည့်ရတယ်ပေါ့เนาะကောင်းငင်ပေါ်မှာပဲနေနိုင်အောင်လဲသူကအများတမ်းအပတ်တကုတ်ကြိုးစားနေတတ်တဲ့သူမျိုးဖြစ်တယ်เนาะတချို့ရဆိုလို့ရှင်ဒါ x ဖြစ်တယ်เนาะချို့ရတော့လူတစ်ပေါ့เนาะအဲ့လိုပုံစံမျိုးတွေ့ထားတယ်ဒါဆိုလို့ရှင်အဲ့တော့ find the real တွေရဲ့ အပေါင်းတင်းနဲ့မှာသူမို့ပတ်ဝန်းကျင်မှာဒီလိုလိုမျိုးရှိရဆိုလို့ရှင်ဒါအဲ့ဒီစီရိုက်နေပေါ့နော်ကန့်ညီတဲ့သူရှိရဆိုလို့ရှင်ဒါကိုကိုတကယ်သဘောကျနေရဲ့သူကအဲ့လူဖြစ်ပါတယ်လို့နော်ဒါဆိုရင်ဖန်တုံးလိုတဲ့ဖြစ်ကိုဖတ်ပေးပြီးတော့ပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာကျန်တဲ့ပြည့်စုံကြပါစေ next reading နေ့မှာပြန်လည်ဆုံတွေ့ကြမယ်နော်